ီနီးပြားကြောင့်မန်ယူနိုက်တက်ဟာတီကန်ဘောပရင် အာဆင်နယ်နဲ့ဆက်ပီးဂိုးရီအတွက်ထပ်တူကြနေပြီ။မင်္ဂလာပါမယားမန်ချက်စတာဖုတ်ဘောဆောင်အတင်းဆက်နေပါရီ။အာဆင်နယ်တင်းနေတဲ့ဒီရသည့်ပရီးမီးယားလိမတ်ပေးစရာဦးဆောင်နိုင်တာကတီကန်ဘောကနေရရှိတဲ့သတင်းကိုရီကြောင့်ဆိုတာညင်းမရပါဘူး။အာဆင်နယ်တင်းရဲ့ခန်းစစ်ကရေပတ်မွင်လောက်အောင်ကျစ်လစ်နေပေမဲ့တီကန်ဘောကနေရရှိတဲ့သတင်းကိုရီသာမပါရင်အဆင့်တင်းနေရကိုအရေးတောင်နေမိနိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့အန်အိုစီဟာကောင်းတာကမိုင်နိုက်တက်အသင်းဟာလည်းဒီရာသီအတွင်းမှာတီကန်ဘောကနေရရှိတဲ့အတွင်းကိုအရေးအတွက်မှာအာဆင်အသင်းနဲ့တူထပ်တူကြနေပြီးတော့ စုစုပေါင်း၁၀ကိုစီတွင်ယူထားကြပါတယ်။မန်နက်တဲ့တင်းကိုအခုလိုမျိုးတီကန်ဘောမှတ်တမ်းကောင်းနေရရှိအောင်ကူညီပေးထားသူကတော့ရိုဘင်မော်ရီရဲ့လက်ထောက်ဖြစ်သူတီကန်ဘောနီးပြကာလော့စ်ဖာလန်တက်ပဲဖြစ်ပါတယ်။ကာလော့စ်က၁၄နှစ်ရွယ်မှာကလေးကနီးပြလောကရဲ့စာရင်းဝင်ရောက်လာခဲ့ပြီးတော့အမော်ရင်ဘင်ဖီကာကစားမပွားမှာကာလော့စ်ကဘင်ဖီကာလုံငယ်အသင်းရဲ့နီးပြဖြစ်နေပါပြီ။အမော်ရင်နဲ့ကာလော့စ်တို့က၂၀၁၈တုန်းကဘော်ရီတက်တီယာရန်ကလပ်ကကာဆာမီယာအသင်းမှာနီးပြရည်နေနဲ့ပထမဆုံးအချိန်လက်တွဲခဲ့ကြပြီးကာလော့စ်ကလာစာမရတဲ့အလုပ်တင်တယောက်ဖြစ်ခဲ့ပါတယ်။ ဒါမှလည်းတပြေးပြေးနဲ့လက်ထောင်နီးပြဖြစ်လာခဲ့ပါတယ်။ကာလုစာအခုမှပဲအသက်30ရွယ်ပဲရှိသေးပြီးတော့အတင်းကောင်းဆောင်ဖရန်ဒက်စ်နဲ့နာမည်တူနေတာကအထူးခြားချက်ပါ။လွန်ခဲ့တဲ့နှစ်နဲ့ငယ်တုန်းကယနေ့နေ့တီကန်ဘောကနေတကောမှမသွင်းနိုင်ခဲ့တဲ့ကာလတွေကိုပရိသတ်တို့မှတ်မိကြအောင်မယ်ထင်ပါရည်။အခုလိုမျိုးပရီးမီးယားလိရဲ့တီကန်ဘောအသွင်းကိုများဆုံးအသင်းဖြစ်လာတာကကျေနပ်ဖို့ကောင်းနေပါရဲ့မြ။